တွေ့ကြင်စင်များအားလုံးပဲမင်္ဂလာပါရှင်မနက်ထန်ပေါ့နော်24ရက်ဆယ်လာ25အပိမနက်ခင်းအတွက်ပါနော်နှစ်ပြန်အပိနေ့မနက်ခင်းအတွက်ပါဒါဆိုရင်ကိုထိတ်လေးပေါ်ရင်ဟိုဆောင်လိုက်ပြီးတော့ကြည့်ပြပါအောင်နော်ဒီမှာရှိနေတာကကိုလေးကိုလေးနှလုံးပေါင်းတော့ပေါင်းချင်း3ဆိုပြီးတော့ရတာလေနော်3ကဘယ်ကနေနေပေါင်းပါလဲဆိုတော့ဒီမှာရှိနေတဲ့ခွန်9 3လုံးပေါင်းပါ အဲ့တော့ခွန်ရံငားရေပေါင်းတော့နည်းနည်းတနည်းပေါင်းတော့သုံးသုံးမြင်များချင်းသုံးစုပြီးတော့ရတာတယ်เนาะဒါဆိုရင်နောက်ထပ်ပြင်သွားရအောင်တက်တုံညာနှလုံးပေါင်းတော့ပေါင်းချင်းတက်เนาะခုနတိုင်းပဲဒီမှာရှိနေတယ်ခွန်ငားကိုသုံးလုံးပေါင်းမယ်ခွန်ငားပေါင်းတော့နည်းနည်းရေကိုရေပေါင်းတော့တက်တက်မြင်များချင်းသူကလည်းတက်စုပြီးတော့ရတာတယ်เนาะဒါဆိုရင်ဒီကားဒီမှာရှိနေတာကနှစ်တုံညာနှလုံးပေါင်းတော့နည်းเนาะဒီမှာရှိတဲ့ခွန်လေးရေဒီမှာလာမယ်ထိတ်စီးတစ်လုံးရေ เนาะပေါင်းလုံးပေါင်းမယ်ဆိုရင် equal power နက်ခတ်ပေါ့เนาะနက်ခွန်လေး main ကတော့ဒီ equal ယူမှာပေါ့เนาะဒါဆိုလို့ရှိရင်ခွန်လေးပေါင်းတော့တက်နောက်လုံးနဲ့ပေါင်းရင်နက်ဆိုတော့တက်ထဲမှာတက်ထိပ်စီရ main all လို့ပဲเนาะဒါဆိုရင်ခွန်လေးပေါင်းတော့တက်နောက်လုံးနဲ့ပေါင်းရင်ခွန်6ခွန်လေးပေါင်းတော့တက်နောက်လုံးနဲ့ပေါင်းရင်၄ဆိုတော့3ထက်တစ်ချောင်းတုံးဆိုပြောတယ်ကောင်လက်ပြန်တော့ထိပ်စီက3လောက်ရတာเนาะဒါဆိုဒီဘက်မှာအခုအပိတ်ကလေးကိုပြပေးလိုက်မ ရှိနေတာငါငါငါကဒီမှာခွန်36 3ပေါင်းပေါင်းမယ်ခွန်36ပေါင်းတော့ခွန်ခွန်6ပေါင်းတော့တော့ငါနက်ကတော့ဒါဆိုဒီတခါဒီမှာရှိနေတာကငါပဲနော်အဲ့ခွန်9ခွန်3လောက်ပေါင်းမယ်ခွန်9ပေါင်းတော့6 6ခွန်ပေါင်းတော့တော့ငါရဲ့နက်ကတော့မရထားတယ်ဒါဆိုဒီမှာရှိနေတာလေနော်ဒီမှာခွန်ရင်ငါရဲ့ဒီမှာလာမယ်အပိတ်တလုံးလေးနော်3လုံးပေါင်းမယ်ဆိုရင် equal power နက်က4 feminine ပေါ့နော်။ तू ကတော့ main อ่ะဒါပေါ့။ဒါဆိုရင် main order ကွက်ပဲဖြစ်နော်။ဒါနောက်မှပြောရအောင်။ဒါဆိုဆက်သွားမယ်။ခွန်9ပေါင်တော့2နောက်တစ်လုံးနဲ့ပေါင်ရင်4ဆိုတော့2တဲ့မယ်။ခွန်9ပေါင်တော့2နောက်တစ်လုံးနဲ့ပေါင်ရင်6ဆိုတော့9တဲ့မယ်။ခွန်9ပေါင်တော့2နောက်တစ်လုံးနဲ့ပေါင်ရင်2ဆိုတော့3တဲ့မယ်နော်။မြန်နေတာမသိဘူးနော်။အာဘယ်တော့နားလည်းမထင်လို့ပေါ့နော်။အဲ့မြန်နေရဆိုလို့ရှိရင် comment လေးမှတ်ပေးပါနော်။အင်းဒါဆိုရင်တင် ောနော်အဲ့တော့တစ်စင်မိန်အော်ပေါ့အင်း chain နဲ့6ခု6စက်တွေ့တယ်3နဲ့3ခု30ပေါ့နော်မူရကတော့သူကတော့တစ်စင်မိန်အော်နေနဲ့ထွက်လာတယ်ဒါညမရှာတွေ့တာကိုချက်ပြချင်းဖြစ်တယ်နော်ကိုတို့မှာအချက်တူမကြတဲ့မယ်ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲမဖြစ်မနေကင်မကကောင်းပါစေဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်